မိုးပြဲတိုက်ပွဲအတွင်းရှမ်းတောင်ဒေသခံတော်လိုင်းရဲတပောင်းစုမှရဲဘော်နှုတ်ဦးနဲ့အမတ်1338တဲ့ရင်မှရဲဘော်တို့တို့ကြာဆုံးခဲ့ရှမ်းပြည်တောင်ပိုင်းဒေသခံတော်လိုင်းရဲတပောင်းစု SSLU မှရဲဘော်နှုတ်ဖြစ်တဲ့ရဲဘော်ခန့်ခန့်အသက်18နှစ်ရဲဘော်ကော့ဘရာအသက်26နှစ်နဲ့အမတ်1338တဲ့ရင် SSRY မှရဲဘော်တို့ဖြစ်တဲ့ ရဲဘော်ညံကြီးအသက်24နှစ်တို့ဟာမိုးပြဲတိုက်ပွဲအတွင်းအချမ်းပတ်စစ်ကောင်စီရဲ့အနေကြီးဖြင့်တိုက်ခိုက်မှုတို့ကြောင့်2025ခုနှစ်ဇန်နဝါရီလ28ရက်နေ့နေ့လယ်2နာရီခန့်မှာမြင့်မြတ်စွာအသက်ပေးလူကြဆုံးသွားခဲ့ရတယ်ဖြစ်ပါတယ်ကြဆုံးရေပေါ်3ရက်ဇာဝနာအခမ်းအနားကို2025ခုနှစ်ဇန်နဝါရီလ28ရက်နေ့ TNE ဒေသတနေရာမှာကျင်းပပြုလုပ်ခဲ့ကြပြီး အဆိုပါအခမ်းအနားတွင် အသက်ဘေးလူသွားခဲ့သောရဲဘော်၃ဦးရည်စူး၍ငေစွန်းစက္ကပ်လူတန်းခြင်းနှင့်ရည်ဆက်ချတရားနာခြင်းဂုံပြူအလေးနီပြုခြင်းနှင့်မြေချတကြိုခြင်းတို့ကိုကျင်းပပြုလုပ်ခဲ့ကြရလေဖြစ်ပါလေအဆိုပါကြာဆုံးရဲဘော်၂ဦးပါဝင် SSRI မှကြာဆုံးရဲဘော်၆ဦးနှင့်ချာတိကတန်ရရှိတဲ့ရဲဘော်များရှိခဲ့ပြီး SSRI မှလည်း ကြာဆုံးရဲဘော်တူအပါဝင်ကြာဆုံးရဲဘော်ကိုဦးနဲ့အခြားတိကက်တန်းရရှိထားတဲ့ရဲဘော်များစွာလည်းရှိနေပြရလဲဖြစ်ပါတယ်။ SSNRU နဲ့ SSRY ဟာမိုဘိုင်းဒေတာနဲ့ရှမ်းတောင်ဒေတာများမှာအာမေးတပ်ဖွဲ့များနဲ့အတူပူးပေါင်းစီတုံဆောင်များပြုလုပ်နေကြရလဲဖြစ်ပါတယ်။ကင်ဒီတာကမိုးပြဲတိုက်ပွဲဟာ အင်မတန်ပြင်းထန်တဲ့တိုက်ပွဲလေးဖြစ်ပါတယ်။မိုးကြီးရဲ့ဒေသကိုတော်လိုင်းရင်တပ်ဖွဲ့တွေကထိန်းချုပ်ထားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်ရရှိဖို့အတွက်ကြီးမျိုးမျိုးနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။ဒီနေ့ဒီချိန်ကြီးမိုးကြီးရဲ့ဒေသကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာစင်အားလုံးရင်းနဲ့ထိုးပေါက်တိုက်စစ်ဆင်နေပေမဲ့ ီနေ့ချိန်ကြီးတော့မိုးပြဲဒေတာကိုထိမ့်ချုပ်နိုင်ခြင်းမရှိသေးရလဲဖြစ်ပါတယ်။ဒီမိုးပြဲဒေတာဟာရှမ်းကင်နီနယ်စပ်မှာအရေးပါတဲ့ဒေတာတစ်ခုဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့ဝင်တွေကထိမ့်ချုပ်ထားကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုရွေးရွှင်ကြောကာကွယ်တိုက်ချုပ်နေကြတာလည်းဖြစ်ပါလေ။2025ခုနှစ်ဇန်နဝါရီလ28ရက်နေ့ကမိုးပြဲတိုက်ပွဲအတွင်းမှာလဲရှမ်းတောင်ဒေသခံတော်လိုင်းတပ်ပေါင်းစုဖြစ်တဲ့ SSNRU မှရဲဘော်ခန့်ခန့်အသက်18နှစ်နဲ့ ရဲဘော်ကော့ဘရာအသက်26နှစ်သို့ကြာဆုံးခဲ့ပြီးရှန်တော်ဒေသခံတော်လိုင်းတက်အမှတ်1338တရင် SSRI မှာရဲဘော်တူဖြစ်တဲ့ရဲဘော်ညံကြီးအသက်24နှစ်တို့ဟာလည်းအချမ်းပတ်စစ်ကောင်စီရဲ့လက်နက်ကြီးတိုက်ခိုက်မှုတို့ကြောင့်မြင့်မြတ်စွာအသက်ပေးသူကြာဆုံးသွားခဲ့ရတယ်ဖြစ်ပါတယ်ဒီပြမှာတော်လန်တိုက်ပွဲဝင်နေကြတာလူငယ်တွေပဲဖြစ်ပါတယ်။အဲဒီကြောင့် ိမျက်စွာအသက်ဘေးလူကြဆုံသွားကြရတော့လေလူငယ်တွေပဲဖြစ်ပါတယ်လူကြီးအကြောင်းဖြစ်လာတဲ့စစ်ပွဲတွေမှာလူငယ်တွေကအမြဲတမ်းအသက်ဘေးရစမြဲပါပဲလူငယ်တွေဟာတိုင်းပြည်နဲ့ပြည်သူလူထုကိုဖက်စစ်အကြမ်းဖက်လောက်ကနေကာကွယ်ရင်းတေးစီနိုင်တဲ့လက်နက်တွေကင်ဆောင်ပြီးတိုက်ပွဲဝင်နေကြဖြစ်တဲ့အတွက်တနေ့မို့တစ်ချိန်မှာတော့ဆုံးရှုံးမှုတွေရှိလာမှာဆိုတာကျွန်တော်တို့အားလုံးကမလွဲမသွေ တွေးထားခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့လည်းကျွန်တော်ရဲ့တံပိုးရှိတဲ့ရဲဘော်တွေကိုဆုံးရှုံးရတဲ့အချိန်မှာတော့ကျွန်တော်တို့အင်မတန်ဝမ်းနည်းနာကျင်ရပါတယ်။ဒီတံပိုးရှိတဲ့အသက်တွေဟာဒီတံပိုးရှိတဲ့လူငယ်တွေဟာအနာဂတ်ရဲ့ခေါင်းဆောင်တွေအနာဂတ်ရဲ့တားကောင်းရည်စနာတွေဖြစ်ပါတယ်။ဒီတားကောင်းရည်စနာတွေကိုဝေးထုတ်ပေးခဲ့တဲ့မိခင်တွေကလည်းသူရဲ့ကောင်းတွေရဲ့မိခင်တွေပဲဖြစ်ပါတယ်။ဒေါ်လာရင်းတိုက်ပွဲတွေအတွက် အိမ်ကိုစွန့်ခွာပြီးထွက်လာတဲ့သားတွေဟာအိမ်ကိုအပျော်ရည်နဲ့အောင်ပွဲရည်နဲ့ပဲပြန်ကျင်ကြလာကြပါပဲ။ဘယ်ရဲဘော်ဘယ်လူငယ်ရမှတော့အသက်ဆုံးရှုံးကျင်ကြမှာမဟုတ်ပါဘူး။သူတို့အားလုံးဟာအောင်ပွဲရည်အတွက်ရည်ရင်စွာတိုက်ခိုက်နေကြတာဖြစ်ပြီးအောင်ပွဲရည်ပဲ သူတို့ရရှင်ကြပါတယ်။အလားတူပဲကျွန်တော်တို့အားလုံးကလည်းကျွန်တော်တို့ရဲ့ရဲဘော်တွေကိုအောင်ပွဲရည်နဲ့ပြန်လာတာပဲမြင်ချင်ပါတယ်။အလန်ကြီးလွင့်ထူပြီးပြန်လာတာကိုပဲလိုချင်ကြတာပါ။ အလန်ကြီးလွှမ်းခြုံပြီးပြန်လာတာကိုကျွန်တော်တို့အားလုံးကမမြင်ရင်ကြပါဘူးအဲ့ဒါကြောင့်မလို့ဒီလိုတန်ဖိုးရှိတဲ့အသက်တွေကိုမဆုံးရှုံးရစေဖို့အတွက်ကျွန်တော်တို့ပြည်သူတွေအားလုံးကမြို့တော်လိုင်းမှာနေ့အတိုင်းပါဝင်နေကြဖို့လိုအပ်ပါလေဘိနေကံပြည်သူတွေတို့တရားတဲ့ဘက်ကနေလက်နက်ကိုင်းတော်လန်ရင်းမြမြတ်စွာအသက်ပေးလူကြဆုံးသွားခဲ့ရတဲ့ရှမ်းတောင်ဒေသခံတော်လန်ရင်းတပေါင်းစု SSNRU မှရဲဘော်ခန့်ခန့်ရဲဘော်ကော်ဘရာနဲ့ အမှတ်1338တရင် SSRI မှရဲဘော်ညံကြီးတို့အားကျွန်တော်တို့စပုတ်ပြီးတဲ့မြန်မာမှာလည်းအလင်းနေပြူမှတ်တမ်းတင်လိုက်ရပါတယ်။ရဲဘော်တို့ရဲ့စွန့်လွတ်နေတာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့တူဒီနေ့ဦးတော်လိုင်းတမိုင်းကပြတော်မှနေသွားလိမ့်မည်။ဟုတ်ပါ။ကြာဆုံးရဲ့ရဲဘော်တို့ကောင်းရာသူပတိလာပါစေ။ ဖက်စစ်ချမ်းဖက်ဆီယနာရှင်တွေကိုအမြင့်ဖြတ်ချေမုံရင်ຫນွေဦးတော်လိုင်းမှာကြာဆုံးသွားခဲ့ရတဲ့သွေးကောင်းအာဇာနည်တွေရဲ့အကြောင်းကိုအလေးနီပြုမှတ်တမ်းတင်နေတဲ့ support video မြန်မာ YouTube channel ကိုနားဆင်နေကြရတာပဲဖြစ်ပါတယ်။ support video in မြန်မာ YouTube channel ကိုကြည့်ရင်ຫນွေဦးတော်လိုင်းမှာတောင်းတနေရာတွေကနေပါဝင်နေကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ မင်းမြတ်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်ထိုးနေရခြင်းဟာမြမတွင်ယူတော်လန်ဟင်းမှာရဲဘော်ရီရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလို့ပဲဖြစ်ပါတယ်။ကြဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြမနိုင်ငံရဲ့ရမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက် အပိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကံရွေပဲဖြစ်စီလက်နက်မကံရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတွင်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ်ပြည်ရဲ့နေမှာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ဘုံအောင်ရမည်